မင်္ဂလာပါရှင်။ဗမာခေတ်တည်တဲ့ဌာနမှာကြိုဆိုလိုက်ပါရရှင်။ညီမတို့ channel ကတော့မြန်မာနိုင်ငံရဲ့တရုံတရင်တွေ့များကိုချိန်နဲ့တပြည်ညီတင်ဆက်ပေးနေရပဲဖြစ်ပါရရှင်။ယခုချိန်မှစပြီးဒူတာဒေဖန်ခင်ရတာမြန်မာစစ်ကောင်ဆောင်ကိုတရီပေးချက်ဖြစ်နိုင်ကြောင်းထောက်ပြဆိုတဲ့တဲ့ရင်ပါဝင်နောက်ဆုံးရတဲ့တဲ့များကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်။ နိုင်ငံတကာရာဇဝတ်မှုရုံး ICC က Crime Against Humanity ဆိုတဲ့လူသားဖြစ်တည်မှုကိုစန့်ကျင်တဲ့ရာဇဝတ်မှုနဲ့အလို့ရှိနေတဲ့ဖိလစ်ပိုင်သမ္မတဟောင်း Rodrigo Duterte ကိုမက်စလ17ရက်အင်္ဂါနေ့ကဟောင်ကောင်ကနေပြန်မနီလာမြို့လေဆိပ်မှာဖမ်းပြီးနယ်သာလန်နိုင်ငံ The Hague မြို့ကိုပို့လိုက်ပါတယ်။ ICC ထုတ်ထားတဲ့ဖန်ရံကိုပေးရပြီးဖိလစ်ပိုင်ရဲ့တပ်ဖွဲ့ကဖမ်းဆီးလိုက်တာပါ။ညူယောက်တိုင်းဒရင်ဌာနကဖက်ရှုခွင့်ရခဲ့တဲ့ ICC ဖမ်းရံထဲမှာ2017ကနေ2019ခုနှစ်သူ့ရဲ့သမရတက်တန်းမှာမွေရစေနှိမ့်နေရေးဆိုတဲ့ခေါင်းစဉ်နဲ့တရားလွတ်လပ်တပ်ဖြတ်မှုတွေဖြစ်ခဲ့တာတွေပေါ့ဒူတာတင်းမှာတောင်းရှိတယ်လို့ယုံကြည်ရတဲ့အတွက်ဖမ်းဆီးဖို့ရန်ထုတ်တာဖြစ်တဲ့အကြောင်းရေးထားပါရယ်။ဒူတာတွေဖမ်းခံရတာမြန်မာစစ်ကောင်စားကိုတရိပ်ပေးချက်ဖြစ်နိုင်တယ်လို့ပြောချင်ပါတယ်။ တမနာဟောင်းသူတာတရားတာဝမျိုးတော်ဝန်ဖြစ်တောင်းယူခဲ့တဲ့အချိန်မှာရောတမနာဖြစ်တောင်းယူနေတဲ့အချိန်မှာပါမှုရစေနေနေစီမံချက်တွေကိုဆောင်ရွက်ရမှာတန်တရားရှိသူတွေကိုတရားစီရင်စစ်ဆေးမှုမရှိဘဲတပြတ်တာတွေပေါ်ပေါက်ခဲ့တဲ့အတွက်လူသားဖြစ်တည်မှုကိုစန့်ကျင်တဲ့ရာဇဝတ်မှုအဖြစ်2018ခုနှစ်ကလေးက ICC ကစုံစမ်းစစ်ဆေးနေတာဖြစ်ပါတယ်တရားမစီရင်ပဲတပြတ်မှုတွေကျူးလွန်မှုအမိန်ပေးခဲ့တာမရှိဘူးလို့ဒူတာရင်းဆိုတာတွေကိုလည်းနိုင်ငံတကာသတင်းမီဒီယာတွေမှာဖော်ပြခဲ့ပါတယ်ဒူတာတေးလို့ ပဲအစ္စရေးဝန်ကြီးချုပ်နေတန်ညောင်းနဲ့မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မူဂျီမြန်လိုင်းတို့ကိုလည်းလူသားဖြစ်တည်မှုကိုစန့်ကျင်တဲ့ရာဇဝတ်မှုကျွလွန်မှုတွေနဲ့ ICC တရားရုံးကဆွဲချက်တင်ထားပါဗျ။ဒါကြောင့်ဒူတာဒေဖန်ခင်ရတာကိုကြည့်ရင်မြန်မာစစ်ခေါင်းဆောင်နဲ့ပေါင်းပါရီအတွက်ပြေးမလွတ်ဘူးဆိုတာပြကနေတာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီသမရယုံပြောခွင့်ရသူဦးကျော်စောကပြောပါဗျ။ ကျွန်တော်တို့မြန်မာနိုင်ငံမှာရှိတဲ့စစ်ကောင်းဆောင်တွေကိုပြောချင်တာက ICC ရှေ့နေချုပ်က parent တို့ကိုတရားရုံးကိုထောက်ခံထားတယ် parent တို့ပြီးရင်သူ့ရဲ့လက်အောက်ခံရဲတပ်ဖွဲ့ကလည်းဖမ်းမှုတောင်းရှိသွားတယ်အဲဒီတော့ဘာကိုပြနေတယ်လဲဆိုတော့တရားဥပဒေအရအရေးယူတဲ့ဟာကိုရင်ဆိုင်မှုဘယ်လိုမှရှောင်ပြေလို့မရဘူးဆိုတော့သူတို့သတိမှုဖို့လိုလိမ့်မယ်အရင်တုန်းကလည်း Yugoslavia ကောင်းဆောင်ဟောင်းတွေကို ICC တရားရုံးကနေ parent ထုတ်တာကိုဆိုဗိုကိစ္စတွေမှာအချိန်တိုင်းတာတခုမှသူတို့တွေတရားရုံးမှာရင်ဆိုင်ရတဲ့အနေအထားရောက် တယ်ဆိုတာတွေ့ရှိနိုင်တယ်။ရိုဟင်ဂျာတွေပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက်စစ်ကောင်စီပူးပေါင်းမှုကြီးမြန်အောင်လိုင်းကိုဘန်ရန်ထုတ်ဖို့ ICC ရှေ့နေကြောင်းကရင်အာဆက်အာမင်ခန်က2024ခုနှစ်နိုဝင်ဘာလ29ရက်နေ့မှာ ICC တရားရုံးကိုရှောက်ထားခဲ့တာဖြစ်ပါတယ်။ဒူတာတွေကိုဗန်စီနိုင်ကြတာဟာ ICC တရားရုံးမှာထိရောက်တဲ့လုံပိုင်ခွင့်နေရှိနေတယ်ဆိုတာပြသနေတယ်လို့လူခွင့်ရတကြွလှုပ်ရှားသူမဝဝီနူကပြောပါရယ်။ ။တရားရှာမှာဒီလိုမျိုးအာဏာရှင်တရားနိုင်ငံတကာရာဇဝတ်မှုတွေကျူးလွန်ခဲ့တဲ့သမရဟောင်းတရားကိုဖမ်းဆီးနိုင်ခဲ့တယ်ပေါ့နော်။ဒီလိုမျိုးဆိုရတဲ့ရာဇဝတ်မှုတွေနိုင်ငံတကာရာဇဝတ်မှုတွေကျူးလွန်ထားပြီးဆိုရင်တော့တစ်ချိန်မဟုတ်တစ်ချိန်ဖမ်းဆီးခံရမှာပါပဲ။အပြစ်ပေးအရေးယူခံရမှာပဲ။အခုလည်းမြန်မာပြည်မှာမင်းအောင်လိုင်ပါဝင်ကျမတို့ပြည်သူတွေပေါ်မှာဆိုရတဲ့ရာဇဝတ်မှုတွေ၊ဆေးရာဇဝတ်မှုတွေလူသားမျိုးနွယ်စုပေါ်မှာကျူးလွန်တဲ့ရာဇဝတ်မှုတွေနောက်ဂျီနိုဆိုက်ကျူးလွန်တဲ့သူတွေကိုလည်းတစ်ချိန်မဟုတ်တစ်ချိန်ဖမ်းဆီးပြီးအရေးယူခံရမှာဖြစ်တယ်လို့ကျွန်မ မြင်နေပြေးမလွတ်ပါဘူး။ဒူတာတေးရဲ့အဖြစ်ဟာမြန်မာစစ်ကောင်ဆောင်တွေကိုတတိပိတ်ချက်ဖြစ်တယ်လို့မြန်မာစစ်ကောင်ဆောင်တွေကိုအာဂျင်တီးနားတရားရုံးမှာတရားလိုအဖြစ်ဆွဲဆိုခဲ့တဲ့မြန်မာရိုးရင်ကြအသိဉာဏ်ယူကတီထောင်သူဦးထွန်းခင်ကပြောပါရယ်။ ကျွန်တော်တို့အနေနဲ့ဖိလစ်ပိုင်သမ္မတဟောင်းကို ICC တရားရုံးကနေဖန်ရန်တော်ပြီးဖန်ဆီးနိုင်တယ်လို့ကြားရတာတော်တော်လေးဝမ်းသာပါတယ်။ရာဇဝတ်မှုတွေဘယ်သူမှစိုးလို့လို့ရမယ်။ဒါပေမဲ့ပြေလို့မလုပ်ဘူး။တစ်ချိန်ချိန်မှာတော့ခမရတို့ခံရမှာပါပဲ။အခုစေကောင်းဆောင်မင်းအောင်လိုက်တည်းလဲအာဂျင်တီးနားတရားရုံးကနေဖန်ရန်ထုတ်ထားတယ်။ဒါကလည်းတစ်ချိန်ချိန်မှာအင်တာဗျူးရဲတွေနဲ့ပူပေါင်းမြန်ဖန်ခံရမှာပဲ။ဒီနေ့မှသူကမဟုတ်မတရားအာဏာကိုချုပ်ကန်ထားပေမဲ့တစ်ချိန်ချိန်သူအာဏာမရှိတဲ့ချိန်မှာဒါမှမဟုတ်သူအာဏာရှိပေမဲ့နိုင်ငံသားထွက်တဲ့ချိန် မှဖန်ခံရမှာကျင်းသေးတယ်။ Tutor Day ဖန်ခံရတာမြန်မာစစ်ကောင်းဆောင်ကိုသတိပေးချက်ဖြစ်နိုင်တယ်လို့ပြောချင်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ ICC တရားရုံးဖွဲ့ဝင်ဖြစ်ကနှုတ်ထွက်ခဲ့ပြီးဖြစ်တာကြောင့်အခုလိုဗန်စီမွာတရားမဝင်ဘူးလို့ဒေါက်တာတေးကိုထောက်ခံသူတွေကပြောဆိုနေကြပါတယ်။ဒါပေမဲ့ ICC ရဲ့ဘယ်ရန်မှာတော့ဖိလစ်ပိုင်နိုင်ငံဖွဲ့ဝင်ဖြစ်နေစေကာလာမှာကျူးလွန်ခဲ့တဲ့တပ်ဖြတ်မှုတွေအတွက်စွဲစားတင်ထားတာဖြစ်တာကြောင့်ဗန်စီခွင့်ရှိတယ်လို့យေတာထားတဲ့ကြောင်းညူယောက်တိုင်းသတင်းမှာဖော်ပြထားပါတယ်။မြန်မာနိုင်ငံကတော့ ICC ဖွဲ့ဝင်နိုင်ငံမဟုတ်ပါဘူး။ဒါပေမဲ့ရိုဟင်ဂျာကိစ္စတွေနဲ့ပတ်သက်ပြီး ICC ဖွဲ့ဝင်နိုင်ငံတွေမှာအရေးယူနိုင်မလားဆိုတာ စုံစမ်းစစ်ဆေးပေးဖို့ဘင်္ဂလားဒေ့ရှ်နိုင်ငံကတင်ပြထားတဲ့အတွက် ICC ရောက်ဆွေးခုံရုံးရဲ့ရှေ့နေဖွဲ့က2019ခုနှစ်ကစပြီးလေလာနေပါတယ်။အဲဒီအပြင် ICJ ဆိုတဲ့အပြည်ပြည်ဆိုင်ရာရောက်ဆွေးခုံရုံးဖွဲ့ဝင်ဖြစ်တဲ့အတွက်ရိုဟင်ဂျာတွေကိုလူမျိုးတုံးတုတ်တင်ရှင်လင်းမှုနဲ့ဂမ်ဘီယာနိုင်ငံကတရားစွဲဆိုထားတာကိုရင်ဆိုင်နေရပါတယ်။ ရှိခိုးဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ပရောင်မြို့နယ်ရင်းအေအေးဂျိုဆစ်ကအုံရှိပင်မြို့အနီးသို့ရောက်ရှိလာပြီးစစ်တပ်ကမှထိခိုက်ဒေဆုံးတရန်ရရှိသူအလွန်များပြားပါစေယုံမလောင်ကရေးပြည်တပ်ကစနစ်မြို့တော်ခမ်းမာရင်မှာယာယီစေယုံများဖွင့်လှစ်ကုသဆွေးနွေးခြင်းတင်ဆက်ပေးပါမယ်ရှင်။ ပဲခူးတိုင်းပြောင်မြုံနယ်တွင် AA2 စစ်ကြောင်းညောင်ကျိုးတက်စကန်မှစစ်ကောင်စီတပ်များမှအုံရှိပင်မျိုးအနီတို့ပြန်လည်ဆုတ်ခွာနေပြီးတိုက်ပွဲများမှအုံရှိပင်မျိုးအနီတို့ရောက်ရှိလာကြောင်းဒေသပြည်သူများနှင့်အုံရှိပင်ခြေဆိုင်တပ်တန်းရင်းမြစ်ကရန်ကုန်ခေတ်တည်ထောင်နာတန်တို့ပြောဆိုသည်ဇန်နဝါရီလမှစတင်ပြီးပဲခူးတိုင်းပြောင်မြုံနယ်ညောင်ကျိုးတက်စကန်တွင် AA နှင့်စစ်ကောင်စီတပ်များကြားတိုက်ပွဲများဖြစ်ပွားခဲ့ကြောင်းရင်းနောက်တိုက်ပွဲများဆက်လက်ပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်များကလေကြောင်းမှတစ်ဆင့်အကြီးကျယ်ခိုးခံခဲ့ကြောင်းသူရရင်တိုက်ပွဲများနှစ်လအနီးပါးကြာမြင့်လာ ချိန်တွင်စစ်ကောင်စီတပ်များမှညောင်ကျုစခန်းမှစတင်ဆုတ်ခွာပြီးအုံရှိပင်မြို့တွင်ခုခံစစ်ပြင်းနေကြောင်းအုံရှိပင်မြို့ခြေစိုက်တပ်တရင်ရင်မြစ်ကပြောဆိုသည်။ရှမန်နီမက်လာစတရန်နေရင်ဗရောင်းမြို့နယ်ညောင်ကျုစခန်းကိုအေအေးတိုစစ်ကကျော်လွန်လာကအုံရှိပင်မြို့အနီးသို့ဦးတည်ရောက်ရှိလာနေကြောင်းစစ်တပ်စစ်ကြောင်းများနှင့်စစ်ကူများမှအုံရှိပင်မြို့တွင်ပြန်လည်အင်အားစုစည်းနေကြောင်းသိရှိရသည်။ အေးအေးချိုးစစ်ကအုံရှိပင်မြို့တဲ့ကြည်တော့မရောက်သေးဘူးမြို့နယ်တော့တော်တော်နီးနေပြီးစစ်ရေးကတော့ပြင်းထန်နေတယ်စစ်ကားတွေအတက်အဆင်းများတယ်တောင်ပေါ်ကတန်ရန်ရတဲ့စစ်သားတွေကိုပြန်သေးထုံနေတယ်ချိုးစစ်ကအုံရှိပင်မြို့ဘက်ကိုဥတီလာနေပြီလို့ပြောလို့ရပါတယ်တပ်ဘက်ကတော့လေးချောင်းတိုက်ခိုက်မှုရောလက်နက်ကြီးတွေရောတခြားလုံးပြစ်ခတ်နေတယ်ဟုအုံရှိပင်မြို့စစ်ဆိုင်စစ်ရေးတရင်ရင်မြစ်ကပြောဆိုသည် ။အစံဖက်စတိတ်စစ်ကူစစ်ကြောင်းများကအုံရှိပင်မျိုးရင်ကြီးကျယ်စစ်ပင်စင်တွေကမျိုးကိုအခြေပြုထားသောမြောက်တက်စကန်များကလည်းလက်နက်ကြီးများဖြင့်တစ်ချိန်လုံးပစ်ခတ်နေကြောင်းအုံရှိပင်မျိုးနေရင်စစ်တိတ်လက်နက်ကြီးပစ်ခတ်တန်များကိုခြေလောင်စွာကြားနေရကြောင်းစစ်ကောင်စီစစ်ရင်တန်းများမှလည်းအုံရှိပင်ဘရောင်လမ်းမနှင့်အတက်အစင်းများပြနေကြောင်းသိရှိရသည်။ အရှေ့ပင်မြို့ပေါ်သောအေအေးဒိုစင်များဥတည်နေသည်ဖြင့်စစ်တပ်ကတင်းနန်းစင်စစ်မှုရန်တပ်သားရာပေါင်းများစွာကိုညောင်ကျူစကန်နှင့်အရှေ့ပင်မြို့သို့ပို့ဆောင်တိုက်ခိုင်းနေကြောင်းသူရရင်တိုက်ပွဲတွင်စစ်မှုရန်တပ်သားအသစ်များတိုက်ဆုံသူနှင့်တရားရရှိသူအလွန်များပြားနေသည်ဖြင့်စစ်ကူစစ်ကြောင်းများတပ်ပြတ်သည့်အထိကစင်ကလျားပြန်လည်ဆုတ်ခွာလာရမှုများရှိနေကြောင်းသိရသည် ညောင်စုံမှဒရန်ရတဲ့စစ်သားတွေကိုပြစ်တာကစားနေအနီးနားကတက်စကန်တွေနဲ့တိုက်နေစီယုံတွေမှာကုသပေးနေတယ်ဂရင်မလောက်လို့မြို့တော်ခံမှမှာတော့ရှာရီစယုံဖြစ်ဂရင်နေချပြီးကုသနေရတယ်ဟုပြည်မျိုးခြေဆိုင်တက်တဲ့ရင်မြစ်တခုကပြောဆိုသည်အေအေကထုတ်စင်များကိုရှခိုင်ပြည်နဲ့တိစက်နေသော AR တိုင်းဘကိုတိုင်းနဲ့မကွေတိုင်းအတွင်ထဲဒီဒုဗောက်ဝင်ရောက်တိုက်ခိုက်လျက်ရှိကြောင်းအေအေကတရားဝင်သတင်းထုတ်ပြန်ထားသည် ဆလတ်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာကတော့ဗမော်မျိုးနစ်ကလေးဝါမျိုးရင်းစစ်တပ်ကလေးချောင်းတိုက်ခိုက်မှုကလေးငယ်၃အပောင်ပြည်သူ၅ဦးတန်ရပြင်းထန်ရဆွေးတဲ့မဲ့ဖြစ်ပါရရှင်။ကချင်ပြည်နယ်ဗမော်မျိုးစင်ကုံရက်ွက်ကိုစံဘက်စစ်တပ်ကလင်းပြင်းပုံချေတိုက်ခိုက်ခြင်းကြောင့်ကလေးငယ်တို့ပြင်းထန်တန်ရရရှိခဲ့ကြောင်းစစ်ဘေးရှောင်ကိုညီနေသူများကရန်ကုန်ခေတ်တဲ့တွင်ဌာနထံသို့ပြောဆိုသည်။ မရှလာ၆ရက်နေ့တွင်မွန်လေးနှစ်နာရီခန့်တွင်ပမော်မြို့စင်ကုန်းရပ်ကွက်ရှိစာသင်ကျောင်းအနီးကိုစံဖတ်စစ်တပ်ကလေမြေပုံကျဲတိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးကလေးငယ်တို့ပြင်းထန်တရားရရှိခဲ့ကြောင်းသိရှိရသည်စင်ကုန်းရပ်ကွက်ကစာသင်ကျောင်းနာကိုစစ်တပ်လေငါပုံကျဲချလို့ကလေးငယ်လေးထိသွားတာတရားချင်းနေပြင်းထန်တယ်ဟုစပေးဆောင်ကိုညီနေသူတို့ကပြောဆိုသည်မရှလာပိုင်းမှစာတွင်ပမော်မြို့ရှိစံဖတ်စစ်တပ်လက်ကျန်စကန်အလုံးကို KI ကတိုက်ခိုက်သိမ်းပိုင်ရန်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီးစံဖတ်စစ်တပ်ကလည်း၎င်းတို့တက်စကန်များမကြဆုံရဲ့ အတွက်အရက်သားပြည်သူများကိုပါပြစ်မှတ်ကြပြီးလေဆောင်ဖြင့်ပုံကျဲတက်ခိုင်နေခြင်းဖြစ်ကြောင်းသိရှိရသည်အလားတူစကိုင်းတိုင်းကလေးဝမြို့နယ်မတူလေးရွာကိုအစံဘက်စစ်တပ်ကလေရင်ဖြင့်ပုံကျဲတက်ခိုင်ခြင်းကြောင်းကလေးငယ်တို့အပါအဝင်ပြည်သူလေးကိုထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းကလေးဝ People Defense ကပြောဆိုသည် မရှိလာ၁၀ရက်နေ့မွန်လယ်၂နာရီ၃၀မိနစ်ခန့်တွင်ကလေးဝါမြို့နယ်မတူလေးကျေးရွာကိုမစင်ကျေးရွာ၌တပ်ဆွဲထားသောစစ်ကောင်စီတပ်သားများကဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့်ကလေးငယ်မျိုးတို့အပါအဝင်ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရှိရသည်အကြံပေးစတဲ့တိုက်ခိုက်မှုတွင်မတူလေးရွာမှာအသက်84နှစ်အရွယ်ဦးခင်အောင်အသက်36နှစ်အရွယ်တော်မမမြင်အသက်6နှစ်အရွယ်မောင်ဖြိုးခန့်နှင့်အသက်9နှစ်အရွယ်မောင်နေလင်းခန့်တို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါရရှင်။